ခုဝိုင်းပေါ်မှာတက်ကခါလာရ55ကိုးရောက်လောက်ထိသွားတာဟုတ်ထိသွားပြီးတော့အဲခေါ်မဆိုဒူရင်မူကလည်းဆေးုံတက်ရတယ်အဲပြည်သူစစ်တယောက်ကလည်းဒီခါလေဟိုဘယ်ကောင်ဆိုလက်ပြတ်ထွက်သွားတယ်လက်ပြတ်သွားအဲ့လောက်ဒီကိုအဲ့လောက်ဒီတိုက်ပွဲချမ်းတယ်အဲ့တော့ခလာ55ရဲ့တရင်မှုကတော့ဖုံးကန်ရှိဝင်ရပါလေရှည်တန်းဆိုသူသွားစရာမလိုဒီဖို့နေရာဆိုသူသွားစရာမလိုအဲ့တော့သူနဲ့သူထပ်ထိုးကြွေးခံရတယ်လို့ပြောတာပေါ့ဗျာနော်အဲ့လိုပဲဆိုရမယ့်ပုံစံမျိုးဖြစ်နေခလာရ39ကတရင်မှုကတော့မျက်လုံးထွက်သွားတယ် ကျွန်တော်တို့ကတော့ဒီ CDN လို့ဘုရားကျွန်တော်စစ်စင်စကြုံနေရင်တော့စဉ်းစားရတယ်။အော်စစ်တာတိုက်ရမယ်ခိုက်ရမယ်ကျွန်တော်မကြောက်ဘူးဗျ။ဒါမဲ့တ냐ပစ္စည်းတွေယူတယ်အကုန်ပြောမယ်ဗျာစစ်သားတွေလို့ပုံကကိုယ်တော်မှာညက်ဖက်နှက်ကအစအကုန်ယူရကောင် ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါစက်တင်ဘာလ25မှ9ရက်နေ့အတွက်ပြမအုပ်စွာဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထုသတင်းကောင်းလေးတွေရေးဦးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction တို့ပေးပါမယ်ပြမအုပ်သတင်းတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိတ်ပိုက်ထားတဲ့ကြောင်မဲမျိုးနဲ့တီဘောမျိုးနယ်တို့မှာစစ်တပ်ကဆယ်လွတ်ထားတဲ့စစ်ပိုက်ကြီးအလုံးစုံကြီးတပ်ဖွဲ့စရဖားနဲ့သတင်းပေးဆက်ဦးကျော်ကိုဖမ်းဆီးရမိပြီးတော့မှဖမ်းဆီးရမိတဲ့သူတွေကတရုံးစားတထေခီးသွားအပါဝင်ပုံစံအမျိုးမျိုးအယောင်ဆောင်ပြီးတော့မှသတင်းရယူခဲ့တာဖြစ်တဲ့ကြောင်းလည်း TNL ကသတင်းထုတ်ပြန်လိုက်ပါတယ်ဆိုတော့ DNA ပတ်သက်ပြီးတော့မှပြောမယ်ဆိုရင် DNA နဲ့ပတ်သက်တဲ့ ဒါနောင်ချိုးကြောင်မဲအစရှိတဲ့ပြည်တီဘောတရားရင်နဲ့ပတ်သက်ခဲ့တုန်းကလည်းဒီကောင်တွေပဲလှုပ်ခဲ့ပုံပေါက်ပါတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့မင်းတို့ကသတင်းပေးရောင်ရောင်ဘာရောင်ရောင်နော်လှုပ်တဲ့ကောင်တွေစစ်တပ်စစ်ဘက်ရေးရနော်သတင်းပေးနေတဲ့ကောင်တွေတရုတ်ဆောင်တယ်ဆိုရင်လည်းကွာမင်းတခြားပုံစံလေးနဲ့တရုတ်ဆောင်သားမှာအဲ့ဒီအကွက်တည်းကရိုးတယ်ကွာတရောင်းသားပုံစံတရုတ်ဆောင်တာတော့ခွတ်ဆောင်ကုတ်ပုံစံတရုတ်ဆောင်တော့ right ရာရိုးဤလုံးအားကြီးတယ်ကွာသိရမလားဟောငါတို့ DNA လေးညီကိုတွေဘယ်နေရာမှာစုဝေးနေတာတို့အဲ့ဒါအရင်တည်းကဇော်ဖုံးကြီးပြောတဲ့ကငါတို့ကသိတယ် ီဟာတွေကရှိမှာပဲဆက်တဲ့ထောက်ကနေသူရှိတယ်လို့မျိုးငါတို့အမေဘက်ကိုထောက်ကနေမိသားသမီးတွေလည်းရှိပါပဲဒါပေမဲ့တေချာတခုကတော့မင်းတို့ရက်တီချက်မှန်သလားမှားနေလားဆိုတော့မင်းတို့မဆုံးဖြတ်ပဲနဲ့မင်းတို့ပတ်စံရယူပြီးတော့မှဒီလိုမျိုးတွေလောက်ခဲ့တဲ့ကောင်တွေနောက်ဆုံးအချိုးစားကဘူးအဖမ်းခံလိုက်ရပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှမင်းတို့ထိုက်တန်တဲ့အရာတခုကိုပေးဆက်ရပါမယ်လို့ပဒတာကြီးကပြောချင်တယ်နော်တရောင်းသားလို့တရောင်းသားစအဖတရောင်းသားတရင်ပေးစစ်တက်ကြီးတို့อ๋อအေးနောက်ထပ် တဲ့င်းလေးရတော့ဒါပြောမယ်ဆိုရင်ဒါကျွန်တော်တို့ညီကိုတော်တွေဘက်မှာပဲရှိတဲ့တဲ့င်းလေးပါဒါကပါလဲဆိုတော့စက်တက်မှာလုံးဝမရှိခဲ့တဲ့တဲ့င်းပေါ့နော်လုံးဝမရှိဘူးတကယ်ပုံစံမျိုးနဲ့တသက်လုံးဝဖြစ်ခဲ့ဘူးအဲ့ဒါပါလဲဆိုတော့ဇီကုံရေစကန်စီးနေတက်ခတ်မှုအတွဲမှာဖမ်းမိတဲ့ဒါစစ်တုံးပန်းတွေကမှကိုမဆောင်မျိုးသမီးအားလုံးလည်းတွေ့ကြမှာပါအဲ့ဒီမျိုးသမီးကိုကျွန်တော်တို့ဒါကျွန်တော်တို့ကပ်ပလူပကဖပအဖညီကိုတွေပူပေါင်းပြီးတော့မှသူ့ရဲ့ကလေးကိုအောင်မြင်စွာနဲ့ဒီကိုမဆောင်မျိုးသမီးရဲ့ကလေးကိုအောင်မြင်စွာနဲ့ဒါကျွန်တော်တို့မိဖွားပေးလိုက်နိုင်ခဲ့ပြီပေါ့နော်ဆိုတော့ ဒီကျွန်တော်ကပ်လိုမျိုးနဲ့ toilet test scan တွေမှာထင်းထင်းထားတဲ့စစ်သုံးပိုင်းတွေနဲ့မိသားစုဝင်တွေကအဲ့ဒီကိုမဆောင်မျိုးသမီးကိုပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မှာကျွန်တော်မိဖွားပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဒီလက်ရှိကျွန်တော်စက်တက်လိုမျိုးယုံညံ့တဲ့စိတ်တက်မရှိတဲ့ toilet ရဲဘော်တွေရဲ့လူသားချင်းဒါစာနာစိတ်ကိုလည်းဂုံယူမှတ်တမ်းတင်တဲ့အကြောင်းကိုလည်းကပ်လိုမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့မှထုတ်ပြန်လာပါတယ်ဒါဟာအင်မတန်မှကောင်းတဲ့ကျွန်တော်ဘက်မှာပဲရှိတဲ့တဲ့င်းလေးဖြစ်ပါတယ်စစ်တပ်မှာတတ်တတ်လုံးမရှိပါဘူးဒါမျိုးเนาะ နောက်ထပ်သတင်းကတော့မင်္ဂလာသတင်းမှာဒါကတော့ဗန်းမောင်းမြို့ဇလုံတောင်သွားရလမ်းမှာတိုက်ပွဲဖြစ်ပြီးတော့မှ SN တပ်ဖွဲ့ဝင်အချို့အရှင်ဖမ်းမိခဲ့တဲ့သတင်းလေးပါဒီကျွန်တော်တို့ဒါဗန်းမောင်းမြို့မြောက်ဖက်အထင်ကြီးရနေရာတစ်ခုဖြစ်တဲ့ဇလုံတောင်ဖျားသွားရလမ်းပေါ်မှာတိုက်ပွဲတွေဖြစ်နေပြီးတော့မှ SN တပ်ဖွဲ့ဝင်အချို့ကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရတယ်ဇလုံတောင်ကဖျားဖို့ခီးသွားတွေရဲ့အကြမ်းမှာအထင်ကြီးရလူသိများတဲ့နေရာဖြစ်တဲ့တိုက်ပွဲကြောင့်စစ်တပ်က2022ခုနှစ်ကနေ2024ခုနှစ်ကုန်ထိကိုပိတ်ထားရမှာနေယခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာပြန်ဖွင့်ခဲ့တာဖြစ်တယ် အင်းတော်မျိုးရဲ့အနောက်မြောက်ဖက်28မိုင်ကျော်အကွာဂဒူးကနန်ရှမ်းတိုင်းရင်းသားနဲ့အများဆုံးအခြေချနေထိုင်တဲ့ဗန်းမောင်မျိုးကိုဒါကျွန်တော်တို့ NUG တပ်တွေကဒါကျွန်တော်6ရက်အကြာမှာဒါ PDF တွေက6ရက်အကြာမှာထိုးစစ်ဆင်တိုက်ခတ်တင်ပတ်ခဲ့တယ်။ဒါရွှေတက်တူတူဖို့ရေးတွေရှိတယ်။ဗန်းမောင်မျိုးအရှိတ်ဘက်ရွှေဘိုမြေကြီးနားလမ်းပေါ်မှာလည်းဒါကျွန်တော်တို့ PDF NUG တိုင်းသားလက်နက်ကနေတင်ထားတဲ့အင်းတော်နဲ့အမော်လူမျိုးတွေလည်းရှိရတယ်လို့သိရတယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ဇလုံတောင်သွားရလမ်းမှာတော့ SNL တက်ဖွဲ့ဝင်အချို့ဖမ်းဆီးရမိခဲ့တဲ့ဆိုတော့တည်ငောင်းလေးကိုကျွန်တော်ကပြောချင်တာဖြစ်ပါတယ် နောက်တဲ့တင်လေးကတော့ဒီရုရှားကိုရောက်နေတဲ့ main online တယောက်ကတော့ Nova Civic မြို့အုပ်ချုပ်ရေးမှုကိုနော်ရုရှားပေါ့ဗျာနိုင်ငံသားကြီးကိုလက်ဖက်တုပ်တွေငတ်တလောက်ပေါင်းနေတွားကျွေးပြီးတော့မှလက်ဖက်ရည်လည်းတိုက်ခဲ့ရလို့သိရပါတယ်ဆိုတော့လက်ဖက်တုပ်ဆိုတာပါလဲဆိုတော့ဒီအိုက်ကောင်ကြီးစီးစီးကျင်စေခြင်းလို့ပေါ့နော်စီးရွှေစေခြင်းလို့ညာဘက်တွေအိတ်မပြောင်းအောင်လို့နော်ပြီးတော့အဲ့ညာဘက်တွေအိတ်မပြောင်းအောင်ဆိုပြီးတော့ငတ်တလောက်ပေါင်းထပ်ကျွေးတယ်အဲ့အိတ်ရှင်တို့လို့မိတ်ရှင်တို့တွေဖြစ်တော့မယ်နောက်ဘုံကလက်ဖက်ရည်တိုက်တယ်လက်ဖက်ရည်တိုက်တာပါဆိုတော့စီးသွားရင်စီးညို့တွေသွားအောင်လို့ စီးပွားတွေပဲသွားဆိုတော့တပိတ်ဆိုအညိုရောင်လေးဆိုစီးညိုတွေသွားအောင်လို့ဟိုမှာယူရိုပီယံစားစာတွေစားနေတဲ့ကောင်းတွေကိုသူကမြန်မာစားစာသွားသွားသွားပေးတယ်တဲ့ဟိုယူထားတဲ့ဥစ္စာမျိုးပြောင်းကောင်းပြမောပြီးသွားရင်ဒီကောင်းတွေကျွေးတဲ့အစားအစာသူများတလိဆန်အောင်ကျွေးပါမလားသူတို့အရင်တလိဆန်အောင်မှာအဲ့ဒီအုတ်ချုပ်ရေးမှုဆိုတဲ့ကောင်းကစဉ်းစားကြည့်လေလှုပ်ချင်လှုပ်လှုပ်ချင်တာတမရလှုပ်ပေါ်အုံတော်မရှိတဲ့ကောင်းပုံစံနဲ့တကယ်မင်းအောင်လည်းတကယ်ဟာတာโอเค နောက်ထပ်ဒါကျွန်တော်တို့သတင်းလေးကတော့စစ်တပ်ကအဝေးပြေးခီးတဲ့တင်ကားပေါ်မှာလိုက်ပါလာတဲ့ခီးသွွားလူငယ်တွေကိုဆွဲချပြီးတော့မှစစ်မှုတန်းပြေပေါ်တာဆွဲဖမ်းဆီးမှုတွေများလာနေပါတယ်ဒါလေးကိုလည်းသတိထားစရာအနေနဲ့ပြောချင်တာပေါ့နော်။ BYD ရန်ကုန်ပြည်လမ်းပိုင်းမှာလည်းဆက်လင်းမှာပေါ့နော်။ခီးသွွားလူငယ်တွေ12ဦးထိဖမ်းခံရလို့သိရပါတယ်။ဒီကောက်ခီးသွွားရင်းနဲ့ဖမ်းခံရတာ။ခီးသွွားရင်းနဲ့စစ်မှုတန်းပေါ်တာဆွဲခံရပြီးတော့မှစစ်တပ်တွေကိုတွန်းခံရတာပေါ့။ဖြစ်နိုင်တော့ခီးသွွားခြင်းလာခြင်းကိုဒီကာလမှာရှောင်စေခြင်းနဲ့သွားသတိလာသတိစားသတိလေးနဲ့နေစေခြင်းနဲ့ဘာဖြစ်လို့ဆိုတော့ဒီကောင်တွေက အကုန်လုံးဆွဲမှာဝလုံးချီတော့ပြီးအကုန်ဆွဲမှာသူတို့မျက်လုံးထဲမှာစစ်မှုထမ်းဖို့တင့်တော်ရယ်ဆိုတဲ့လူဆိုအကုန်ဆွဲမှာအဲ့တော့မိသားစုတွေခီးသွားပြည်သူတွေမြန်မာနိုင်ငံသားတွေနေနဲ့တတိထားပြီးတွာလာနေထိုင်ကြဖို့အားလုံးဒီနေ့ကနေတော့ဗလာတာကြီးကတတိပေးတိုက်တွန်းနှိုးဆော်ခြင်းပါတယ်ခင်ဗျာတတိလေးတွေနားဆင်ပြီးတဲ့နောက်မှာကျွန်တော်ဗီဒီယိုဖိုင်လေးကြည့်ရအောင်ပါပထမဦးစွာဖုံဖုံမင်းတုံညာတို့ဖုံဖုံဒါကျွန်တော်တို့အာဒီလက်ရှိတာအရှင်တေဇာနန္ဒတို့ပေါ့နော်ဒေါ်လာရေးအတွက်ရက်တည်နေတဲ့ဖုံဖုံတွေရှိပါတယ်အဲ့ဒီဖုံဖုံတွေက ပေါက်ခရုံနဲ့ပတ်သက်ပြီးတော့မှဘုံဘုံတွေကပြောမယ်ဆိုရင်တရားဓမ္မနီလန်ကြကြဝေဖန်ပြောဆိုချက်တွေရှိပါတယ်အဲ့ဒီဟာအပေါ်မှာပြောမယ်ဆိုရင်ခွေးကိုအမီးကိုတတ်နှင်းထားသလိုမျိုးပဲခွေးဟောင်ဟောင်နော်တလေးဆန်ဟောင်ဟောင်ပြန်ဟောင်ပြနေတဲ့တို့ဒီလိုမျိုးပြောရပါမလားဆိုပြီးတော့မှယင်ထုမနာကြောထုမနာတွေဖြစ်ပြီးတော့မှအသေးအံနေပြန်ကြိုက်တဲ့နော်စစ်တပ်ရဲ့ခြံဆောင်ခွေးအမျိုးပါသားဆိုပြီးတော့မှလုံနေပြီးတော့မှပြောမယ်ဆိုရင်အမျိုးပါသားတာသနာတို့ခြံဆောင်ခွေးပေါ့နော်အဲ့အဖွဲ့ရဲ့ခြံဆောင်ခွေးပေါက်ခရုံး ဘာတွေတောက်လောင်နေပြောမလဲနားထောင်ကြည့်အောင်ဟာမဘာတာကအကျန်းဖက်မဘာတာကဘာလဲမဘာတာဘယ်နေရာကိုအကျန်းဖက်ဘူးလေလဲမဘာမဘာတာကဘယ်နေရာကိုလက်နဲ့နဲ့တောင်းကြံဘူးလေလဲမဘာတာကဘယ်ဘလီကိုဟုတ်လားအာနာပါဝါနဲ့လုပ်ဘူးလေလဲဟိုတရိတ်ဆန်ပိုးလေးကဦးစင်းကိုဖုန်းကြီးရောဥပဒေရောမကောင်းဘူးပေါ့လူပြောကြတာကအဲ့တော့အခုလူအော်နေရတေဇာနန္ဒတော့တောပိတာတော့တောဘနာတော့မင်းတုံညရဲ့ဥပဒေရုံနဲ့ မင်းပါပါပေါက်ကြော်ဥပဒေရုံနဲ့တခြားကြည့်ပါအဲဘယ်လိုဒီပိတ်တည်းအပြင်မှာပေါက်ကြော်ရဲ့ဥပဒေကိုမြင်ဘူးတဲ့အဲတခြားကြည့်ခိုင်းဒီဟာတခြားကြည့်ခိုင်းဘယ်ဥပဒေရုံကခန့်လဲလဲဆိုဟုတ်လားအကောင်းပါလေမင်းတို့ညတို့တောပိတာတို့ခွေရကြီးလက်တဲ့လို့တောဘနာတို့ဟုတ်လားခွေးတေသာနန္ဒတို့အဲပေါက်ကြော်ပေါက်ကြော်ကိုရောတို့နာယူကိုရောဆိုနွေယူကိုရောပြောတာအဲနော်နွေယူကိုရော ကောင်းပါလေတူတူတွေတကယ်ဖုံးကြီးရုပ်ပေါက်ပါလေဖုံးကြီးရုပ်ပေါက်ပါလေဒါနဲ့ရောက်ကောင်းတယ်တော့မဟုတ်ရပလက်နဲ့ရုပ်ထားတူတူတွေကနော်ဖုံးကြီးရုပ်ပေါက်တယ်နော်အင်းအင်းဖုံးကြီးရုပ်ပေါက်ပါလေမင်းတို့ကိုးွယ်တယ်ဖုံးကြီးဖုံးကြီးစစ်တယ်ဟုတ်လားနိုင်ငံရေးဆိုတော့လဲရင်ဆမ်းအရင်ခံရဟုတ်လားနောက်နောက်ဆုံးမဟောင်းစီတို့အယိုးလေးကြိုက်ဖို့ဟောင်းနေတဲ့လူတွေရှိသေးတယ်လာလိုက်မတူလက်ချိန်တိုင်းရနော်အချိန်တိုင်းလာလိုက်မယ်ဖိုင်းနိုင်ငံမှာတနေကုန်လုံးလို့တထောင်မရဘူး ဗမာဗမာမြန်မာအလုပ်တမအများဆုံးရမှာ900အင်း900 350 450เนาะအဲ့ဒါနဲ့မိသားစုဘဝအိမ်လကနဲ့ဘာနဲ့စားဖို့နေအဆင်မပြေဘူးအင်းဟုတ်လားနေချင်းညာချင်းပြောင်းလဲဖို့ဆိုတာဘယ်ဘယ်နည်းနဲ့မှခွက်ခေါက်မှလာပြောင်းလဲရမှာအဲ့တော့ခွက်ခေါက်ပြီးမှပြောင်းလဲသွားတာတွေအများကြီးဆိုတော့လည်းမမေ့ကြနဲ့เนาะอืมဆိုတော့လေဟိုပြောချင်တာဗါလဲဆိုတော့လေထိုင်းနိုင်ငံမှာတနေ့ဟိုဘတ်တစ်ထောင်ရတဲ့အလုပ်ရှိတယ်မင်းလုပ်မလား မင်းလုံမလားမင်းကိုပေးလုံမယ်မင်းလုံမလားနော်ဒါပေမဲ့မင်းအသက်အန္တရာယ်တော့အာမမခံဘူးကွာမင်းလုံမလားထိုင်းမှာတနေ့တစ်ထောင်ရတဲ့အလုပ်ရှိတယ်ထိုင်းနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားမှန်ရင်ထိုင်းမှာတနေ့တစ်ထောင်ရတဲ့အလုပ်တထောင်ထက်ကျော်တဲ့အလုပ်တောင်ရှိတယ်အားလုံးသိတယ်နော်ကောင်းရောင်းကောင်းဝယ်ပဲနော်ဟုတ်တယ်နော်ကောင်းရောင်းကောင်းဝယ်ပဲဓမ္မနီလန်းကြကြပဲတထောင်လုံးရှိလားမရှိဘူးလားဆိုတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ခဲ့လုပ်နေကြတဲ့သူတွေကိုအလုပ်လုပ်ခဲ့ပူတဲ့သူတွေကမန်းကြီးပေါ့လို့ပေးစားတယ်ပြောနေလို့ဘာလို့ဆိုတော့ဒီကောင်တွေကပြောမယ်ဆိုရင်ဟို Facebook တို့ TikTok တို့ဟာ YouTube တို့မှာ ဟိုပြောမယ်ဆိုရင်ကျွန်တော်လူငယ်စကားနဲ့ပြောမယ်ဆိုစော်ချိုက်လူကြီးစကားနဲ့ပြောမယ်ဆိုရင်တော့လူဘိန်းချိုက်အဲလူဘိန်းချိုက်တွေပြောပြီးတော့မှအမျိုးဘာသာတွေကာကွယ်စောက်ရှောက်တလိုမျိုးပေါက်လုတ်ပဲစားတွေပြောနေတာနောက်တစ်ခုကဘာလဲဆိုတော့မျိုးဘာသာသာသနာမဘာသာကိုငါတို့ကအကျန်းဖတ်တယ်လို့ပြောနေတာမဟုတ်ဘူးအကျန်းဖတ်နေတဲ့ကောင်တွေကိုထောက်ခံတာဟာပြည်သူကိုအကျန်းဖတ်နေတဲ့အောက်တန်းသားမင်းအွန်လိုင်းနဲ့စစ်တပ်တိုက်ကိုမင်းတို့ကောင်တွေထောက်ခံပေးနေတာဟာမင်းတို့တွေဒီအဲ့အောက်တန်းသားတွေနဲ့အတူတူပဲအဲ့ဒီအကျန်းဖတ်တွေနဲ့အတူတူပဲလို့ငါတို့ ီသူတွေကလည်းပြောသလိုဖုံဖုံမင်းတုံညာတို့ဖုံဖုံဒေသနန္နာတို့နော်ဒီကျွန်တော်တို့တောပြီးရှင်တောပြီးတာတို့ဖုံဖုံတောပြီးတာတို့ကပြောတာအဲ့ဒါကိုနာပြီးတော့မှခွေးလို့ဟောင်းတာဒီကောင်ကကြည့်အောင်လေဖုံ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 မင်းတုံညာပြောတာလေအမှန်တွေပဲဟောင်းဒါပေမဲ့ဒီကောင်တို့ရဟန်းဆန်းဆန်းတခုမှမပါဘူးနော်နားထောင်ကြည့်ပါပေါက်ကရုံကြည့်လိုက်ပေါ့ပေါက်ကရုံနော်သူဟိဆိုလို့ရှိလို့ရှိရင်ယနေ့ပြူစောရီတို့နော်ပြည်သူစစ်တို့ ဒါတွေကိုသူကိုယ်လည်းစစ်တင်နှံပေးနေတာပဲအဲ့ဒီကိုတော့အဲ့ဒီလူတွေကိုနော်တတ်လိုက်ပါလားဖျက်လိုက်ပါလားအာမင်းတို့ကနပြောခဲ့တဲ့ဇော်မဲလုံးကအာအခုဒီဟိုနေ့နေ့ကိုခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ရတယ်မင်းခလုတ်မနှိပ်သေးဘူးလားဆိုတာတွေကဒါတက်ခိုင်းနေတာပဲလေဦးဇင်းတို့ယမ်းမှာကပါရာဇီကမှကနပြောခဲ့တဲ့ကိုတိုင်းတိုက်တွန်းချီမွန်းစိတ်တူမတိုက်တွန်းအောင်ကိုတိုက်တွန်းလိုက်လို့အဲ့ဒါသွားတက်တယ်တေတယ်ဟေ့ဆိုပါရာဇီကယမ်းမဟုတ်တော့ဘူးသူဒီဘုန်းကြီးဝီကြီးနဲ့ကနပြောခဲ့တဲ့ လက်နဲ့ကိုင်းနေတင်းတန်းပေးတယ်စစ်တင်းတန်းနေပေးတယ်တက်ခိုင်းနေတယ်ဟေ့ဆိုတာဒါသာဒနာဖြတ်ချင်းတကယ်အဓိကပဲလေဒါမင်းဘာဖြစ်လို့မင်းအောင်နိုင်ရသူ့ကြတော့ခွင့်ပြုထားတယ်ဒါသာဒနာကိုရည်ရွယ်စီစီဖြတ်နေတာပဲခိုင်းရလို့ထားနေတာပဲလေအဲ့တော့ပေါကတော့မြင်နေတိုင်းပဲဗျာနော်မင်းအောင်နိုင်နိုင်ငံခြားပြန်လာတဲ့အခါမှာသူကအင်္ဂလိပ်စာမှာတက်မှာမတက်တာအလုံးလေးသိနေတာပဲမြန်မာလိုပြောတာဟုတ်တော့မှသူကဘာပြောလဲဒါအမျိုးဘာသာသာဒနာကိုချစ်တဲ့အတွက်ကြောင့်ဒီကာချုပ်ကြီးကမြန်မာလိုပြောတာ ဆိုပြီးတော့ခုနပြခဲ့တဲ့အင်္ဂလိပ်လိုပြောနေတယ်အောင်ဆန်းစုကြည်ကိုပဲအမျိုးမချစ်တယ်လို့လို့ ਨੇ ဒါအပုတ်ချပြီးတော့ပြောတာအဲ့တော့ပြောချင်တာရပါလေဟေ့ဆိုတော့သူ့ကိုနော်ကောင်းတယ်လို့ပြောနေတဲ့ရွေးရတော့တာရဏာပဲဖြစ်ဖြစ်နိုင်ငံကိုပဲဖြစ်ဖြစ်မရောက်နိုင်အောင်ခွင့်ပြုထားတာပဲอืมနော်အဲ့တော့ယနေ့ဒါရီယာပြန်ကြည့်မယ်ရေးဆိုရင်အင်တမတ်ဆိုးရတဲ့ကိစ္စတွေပဲအဲ့တော့ဗုဒ္ဓအဆုံးအမအနေနဲ့တခါကြီးတွေ့ကြည့်ဦးဇင်းတို့တိုင်းပြည်ကဘာမြင်ကောင်းနေတော့ နော်ကိုကျင့်ဒိတ်ခါရအရိနာဒါနာဝေရမနိဒိတ်ခါပဒံတမာရိယာမိပမာရှိတော်လိုလိုကုံလုံးပြက်နေပြီဒီစစ်တကအစာမရင်းကျင့်နေခိုးတယ်နော်ခဏပြေကြတယ်အိမ်နေဖောက်တယ်မိရှုပ်ပြီးရှိသမျှပစ္စည်းအကုန်လုံးယူတယ်ဒါသာဒနာရဲ့အဆုံးအမအဲ့တန်တင်လို့လားနော်ဒါရီမလုံးကြနဲ့နော်ဗုဒ္ဓဟာခဏပြေကြတယ်မကောင်းတာမှန်တယ်များရှောင်ပါနော်တပ်ပပပတအကရဏမကောင်းတာဒီမလုံးနဲ့လို့ပြောတာလေအခုကမင်းအောင်လိုက်နေတကွာစစ်တက်ဒီပြည်သူစစ်တွေ ောင်းနေနေရမကောင်းတော့မှန်တယ်မြအကုန်လုံးလုံးနေတယ်။ဘယ်မှာလဲကိုကျင်းစာတရားကိုကျင်းစာတရားမှမရှိတရားပဲလှုပ်လှုပ်စိတ်ကဖြူစင်မှတော့နော်အဲ့တော့တို့တို့မှကြည်ကြည်လိုက်တယ်ဆိုရင်ဗုဒ္ဓရဲ့အဆုံးအမအချုပ်ဖြစ်တဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားရေးဆိုတဲ့အချက်မှတော့မှပြန်ပြီးတော့ကြည်ကြည်တယ်ဆိုရင်ဘာတခုမှမရှိနေတော့တကယ်ကိုကြီးရရရှိရှိနဲ့သူတို့ကိုယ်တိုင်ကပြောနေတာပဲသူတို့မှပြည်သူလူလူမရှိဘူးတဲ့သူတို့ထောက်ခံတဲ့လူကပြည်သူပဲသူတို့မထောက်ခံရင်ရန်သူပဲဟေ့ဆိုပြီးတော့တော့သူတို့ကပြောနေတာမဟုတ်လားအဲ့တော့ သူတို့ကခေါင်းထဲမှာကိုကဦးဇင်းတို့ပြည်သူကိုသူတို့ကရန်သူတပွဲထားပြီးတော့ကိုသူတို့ကရဲဆက်ဆက်တက်ဖြတ်နေတာอืมဆိုတော့အဲ့ဗီဒီယိုဖိုင်နှစ်ခိုင်းနှစ်ဖိုင်ပေါ့နော်ဖုံဖုံမင်းတုံညာနဲ့ပေါကရုံးပြောတဲ့ဗီဒီယိုဖိုင်နှစ်ဖိုင်ကိုရှင်ကြည့်ပါဗုဒ္ဓတက္ကသိုလ်ကထွက်တဲ့ဘုန်းတော်ကြီးတပါပြောတဲ့ဇကားနဲ့ဟိုအင်းစိန်ထောင်ကထွက်တဲ့ထောင်ထဲကထွက်တဲ့ဘုန်းကြီးတူရဲ့ပြောတဲ့ဇကားဘယ်သူကဘုန်းကြီးဆက်မှန်တယ်လဲဆိုတာအားလုံးလည်းသိကြပါပါဘယ်သူကဘုန်းကြီးယုတ်လဲဆိုတာလည်း အားလုံးခွဲကြပြီးတော့မှသိနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ချင်ပါတယ်အဲ့ဒါကြောင့်မို့လို့လည်းဒီခွေးတောင်စာပေါက်ကရုံးဆိုတဲ့ကောင်ခွေးလို့ဟောင်းနေတာပေါ့ဒီလိုအမှန်တရားတွေဘုံဘုံတို့ကပြောတော့เนาะဟုတ်ကဲ့ပါဆိုတော့နောက်တဲ့ profile လေးတစ်ခုကြည့်အောင်ပါဒါကတော့အမှန်တရားတွေမပြောရင်မနေနိုင်တော့တဲ့အဖသားလေးမဟုတ်တော့တဲ့စက်ဘောမလေးမမောင်ရဲ့ video file လေးကြည့်အောင်ကျွန်တော်တို့ color 15ပေါ့အဲ color 15ဆိုတာကကျွန်တော်အမြဲတမ်းပြောဘူးလေနော်အဲအမှ မရိမှုနဲ့ပတ်သက်ပြီးတော့ဇင်ထွက်လင်းပေါ့ဇင်ထွက်လင်းမရိမှုဆွဲဆွဲခံရတယ်လေဆွဲဆွဲခံရတဲ့ပတ်သက်ပြီးတော့အခုဆိုစုံခုံစုံခုံစစ်ဆေးနေရာကြီးရှိတယ်စစ်ဆေးတဲ့အခါမှာဇင်ထွက်လင်းနဲ့အတူတူကြံရပါလို့ပြောလို့ရတဲ့တက်ချက်ကြီးခမောင်ထွေးရတော့တိုက်ပွဲကြာသွားပြီတိုက်ပွဲကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်အမှုစစ်ရတာမစုံမလင်ဖြစ်နေတယ်ပေါ့မစုံမလင်ဖြစ်နေတဲ့အတိုင်းအတာမျိုးတွေရှိတယ်အဲ့တော့အခုဘာကြောင့်မလို့ဒီကိစ္စကိုကျွန်တော်ပြောရလဲဆိုလို့ရှိရင်အခုဝိုင်းမော်မှာတက်က ခလာရ55က6ရောက်လောက်ထိသွားတာဟုတ်ထိသွားပြီးတော့အဲခေါ်မစောဒူရင်မူကလည်းဆေးုံတက်ရတယ်နော်ပြီးသူစစ်တယောက်ကလည်းဒီခါလဲဟိုခေါ်မစောလက်ပြတ်ထွက်သွားတယ်လက်ပြတ်သွားအဲ့လောက်ထိကိုအဲ့လောက်ထိတိုက်ပွဲချမ်းတယ်အဲ့တော့ခလာရ55ရဲ့တရင်မူကတော့ဖုံးကန်ရှိဝင်ရပါတယ်ရှည်တန်းဆိုသူသွားစရာမလိုဒီဖို့နေရာဆိုသူသွားစရာမလိုအဲ့တော့သူနဲ့သူထပ်ထိုးကြွေးခံရတယ်လို့ပြောတာပေါ့ဗျာနော်အဲ့လိုပဲဆိုရမယ့်ပုံစံမျိုးဖြစ်နေခလာရ39ကတရင်မူကတော့မျက်လုံးထွက်သွားတယ် အဲ့ဒီပုံစံမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်ကဒါဆက်ဆက်မှုတစ်ခုအနေနဲ့ပေါ့ကျွန်တော်ခါလာယာ59နဲ့ပတ်သက်ပြီးတော့ပြောခဲ့တာရှိတယ်အဲ့ဒီစုံခုံကိစ္စလည်းကျွန်တော်မိမထားပါဘူး။အမြင်နေပါလေတွေ့နေပါလေလို့ဒီစုံခုံကိစ္စပေါ့ဇင်ထွန်းလင်းရဲ့ဒီမရိမှုဆွဆွဲခံထားရတဲ့ကိစ္စဟာဆိုလို့ရှိရင်တော့အခုအခုချိန်ကြီးဘာမှမလုံမပဲနဲ့မလုံမရှားတဲ့အခြေအနေမျိုးတွေရှိနေပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့ကြံရပါမျက်မြင်သက်သေတွေကလည်းတယောက်ပြီးတယောက်ပြောင်းနေတဲ့ပုံစံမျိုးတွေရှိတယ်။တတ်တတ်ကိုလုံးရ။နောက်ဆုံးကြံရပါကအစအခုဆိုလို့ရှိရင် တိုက်ပွဲကကြာသွားပြီတိုက်ပွဲကြာသွားပြီဆိုတော့အဲဒီကိစ္စလည်းဘလို့ဆက်လာအောင်လဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ဗျာနော်။အင်းဆိုတော့အဲ့တက်ချက်ကြီးဆိုရင်ပြောရမယ်ဆိုရင်တေတာတိုက်ပွဲကြတဲ့မှာသူပြစ်ကိုပြစ်ပြင်းနေတေတာမဟုတ်ဘူး။ပြောရမယ်ဆိုရင်စကန်အချင်းပြောင်းနေရာအချင်းပြောင်းကိုဒီကောင်ကားနဲ့သွားရင်နဲ့မှာကျွန်တော်တို့ KIA เนาะကျွန်တော်ညီကိုရော်တွေကဝိုင်းကျုံထဲရတာ။ပြောရမယ်ဆိုရင်သူတို့တက်တွင်းထဲကလူတွေပဲဖယဲဒီတရင်နဲ့ပေးပြီးတော့မှဒီကောင်တွေဒီလန်ကဒီလိုသွားမယ်ဆိုပြီးပြောလိုက်တာ။အဓိကတော့ဟိုဇင်ထွန်လင်းရဲ့ အကြံလဲဖြစ်နိုင်တယ်ဗျအဓိကကျွန်တော်ပြောချင်တာဒီသတင်းမဟုတ်ဘူးနောက်သတင်းအဲ့ဒါပါလဲဆိုတော့ why မော်မှာအော်ဒီတည်ရင်မှုဆိုတဲ့ကောင်နေမျက်လုံးကျွတ်ထွက်သွားတာတော့ပြည်သူစစ်တယောက်လက်ပြတ်သွားတာတော့ဒါဝမီသားစုတွေအားရပါရမင်းရရှက်ရနားထောင်လို့ရအောင်လို့မမော်ရဲ့ beautiful reaction လုပ်ပေးရဖြစ်ပါတယ်ဆိုတော့ထေကြမှာပဲထေကြမှာပဲဘောက်ဆိုတော့လုတ်ပုံတွေကမှမှန်လုတ်ရက်တွေကမှမှန်တစ္ဆာတွေစူးမြစ်တာတွေစူးနေတာလေအဲ့တော့ထေကြမှာပေါ့ဆိုတော့စီဒီယံဝင်လာတဲ့စီဒီယံစစ်သားကိုလိုင်မျိုးကလည်း စစ်သားတွေလုပ်ပုံဘယ်လောက်တောင်ရုပ်ပေါက်တယ်လဲဆိုတာကိုပြောပြပါလိမ့်မယ်နော်နားထောင်ကြည့်နော်မင်းတို့စစ်သားဆစ်ဆစ်ဆိုတဲ့ကောင်တွေနားထောင်ကြည့်အော်ကိုအိမ်မှာကတော့တာဝန်မှု9ခွန်တ6ရှင်းနဲ့တတလိုက်မျိုးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ခမာရ304တွင်ချီမန်တရရဲ့တာဝန်ထမ်းဆောင်ရပါတယ်ကျွန်တော် live PC ရစခန်းတွင်16ရက်4လ2023ကကျွန်တော် CDN ပြုလုပ်ခဲ့ပါတယ်ကျွန်တော်တို့ကတော့ဒီ CDN လုပ်ဖို့ကကျွန်တော်စစ်စင်စကြုံရရင်တော့စဉ်းစားရတယ် ော်စစ်တာတိုက်ရမယ်ခတ်ရမယ်ကျွန်တော်မကြောက်ဘူးဗျဒါပေမဲ့တ냐ပစ္စည်းတွေယူတယ်အကုန်လုံးပြောမယ်ဗျာစစ်သားတွေလို့ပုံကကိုယ်တော်မှညက်ဖနက်ကအစအကုန်ယူရဲကောင်းတယ်အဲ့ကောင်မျိုးတွေကဗျာညက်ဖနက်ကအစအကုန်ယူရဲကောင်းတယ်အဲ့ကျွန်တော်တိတ်ဟောမလို့တော့ဘူးကျွန်တော်ထွက်ချင်တယ်ထွက်ဖို့ကကျွန်တော်မှအဆက်တွေ့ရမှရှိอืมဘာမှဟောမလို့ပဲနဲ့ထွက်တော့ရင်လည်းအဆင်မပြေတဲ့အတွက်ကြောင့် နောက်ပိုင်းတော့ကျွန်တော်အော်တနည်းနည်းတော့ငါတော့ထွက်ချင်တယ်တနည်းနည်းတော့ငါဆန္ဒပြေဝလာပါမလို့အောင်ကြီးတိခံပြီးနေရတာအဲ့ကံကောင်းညင်တော့လားမသိဘူးကျွန်တော်တို့6လပိုင်းကြီးကို2022လပိုင်းကိုကျွန်တော်စကန်နိုင်သွားမယ်တဲ့မင်းတို့အဖွဲ့ကြီးတဲ့လိုင်းလင်းပြည်ဦးတဲ့ဟာအောင်ကြီးဟေးလို့အဲ့နဲ့ကျွန်တော်6လပိုင်းကိုလာတဲ့မိုးရင်းကြီးပဲငါလိုက်ပြတ်လိုက်နေကျွန်တော်လာရတယ်ခါနာရာစပါဖြားရနာရာစလာတယ်ကျွန်တော်တို့18ရက်လောက်ကြာတယ်ကျွန်တော်လမ်းမှာတော့ကြာတယ် ။အာသမဲလည်းမစားဘူး။မိုးကလည်းနေ့တိုင်းမိ18ရက်လုံးလုံး။အားရရကျွန်တော်တို့။အဲ့မှာ line beat စခန်းရောက်တော့အဲကျွန်တော်တို့ဟာပေါ့။နောက်ပိုင်းတော့ line beat စခန်းရောက်တော့နေရာလည်းနည်းနည်းကြာလာတော့ဒီ CD အမှန်အဖွဲ့စည်းရလူတွေနဲ့ကျွန်တော်နည်းနည်းတိလာတော့ဗျာ။တိလာဆိုရင်သူတို့ကလည်းငါ CD ရဲ့လို့တော့မပြောဘူး။အဖွဲ့စည်းရလို့တော့ကျွန်တော်တို့မန်အဖွဲ့စည်းလို့မပြောဘူး။အဲကိုကြီးရလို့ကိုကြီးကနေခံနေဆိုတော့ကျွန်တော်နည်းနည်းလေးကူညီအောင်လေးဗျာလို့ကျွန်တော်အဲ့လိုထွက်ချင်တာအာညီထွက်ချင်တာလားတဲ့ ဖက်ချင်ကူကြီးတို့ကူညီပြီးလို့ရပါတယ်ကွာတဲ့သူတို့ကလည်းဒီဖွဲ့စည်းရမှာတော့မပြောပါဘူးညီလေးတဲ့ကူကြီးတို့ကူညီပေးရနိုင်အများကြီးရှိရဲ့တဲ့ကိုတို့မှအတိအကျရှိရဲ့တဲ့ကူညီပေးမယ်တဲ့ညီလေးပင်ထွက်ချင်တာလားတဲ့အဲဒါဆိုရင်ညီလေးထွက်ချင်တဲ့ရက်ကိုပြောအန်ဟုတ်ပြီကူကြီးတို့အဲဒါဆိုရင်ကျွန်တော်ထွက်ချင်တဲ့ရက်ကျရင်ကူကြီးကျွန်တော်ပြောမယ်လေလို့ကျွန်တော်ခွင့်ရတာနေကြရင်လို့အဲလိုအဲလိုဟာလို့တဲ့အချိန်မှာကျွန်တော်16ရက်နေ့လေးလပိုင်း2000 ဆက်တော့ဗောအေးတင်းငနွေနေ့ည8:00နာရီ8:00နာရီလောဗောအဲအဲ့လောက်ကိုကျွန်တော်ဖုန်းဆက်လိုက်ရသူတို့အခုကြီးကျွန်တော်အဲ့လိုလိုပါလို့ကျွန်တော်လာကျင်တယ်ဗျာလို့အခုရိုးစီဟုလို့ထွက်ချင်ပြီလို့အင်ကြီးလေးကိုဘယ်နှမလာကြိုးရမလဲကျွန်တော်ထပ်ဖုန်းဆက်လိုက်မယ်လို့ကျွန်တော်ရောက်တဲ့နားမှာအဲ့လိုအဲအဲ့လိုအချိန်မှာဒီဘာလို့တာဗောတို့နဲ့ဆုံဆုံပြေဆုံပြေဆုံပြီးအဲအခုကြီးလို့ကျွန်တော်အဲ့လိုလိုပါလို့တနက်တွေပါလို့ကျွန်တော်ပါမလာဘူးလို့ကျွန်တော်မှာတော့လက်ပြုံးလို့လက်ပြုံးတုံးလုံးပါလာတယ်လို့ကြီးစံနေရ45000ပါလာတယ် ကြီးပေါတုံးပေါပါလာရဲလို့အားရတယ်ကြီးလေးတဲ့အဓိကအားတဲ့မင်းထွက်ကျင်တယ်ဆိုမှကွာလူလာတော့ကိုယ်လည်းဟွာလုပ်ပါတယ်တဲ့ဒါပေမဲ့မင်းမပါလာဘူးဆိုပေမဲ့မင်းထွက်ကျင်တဲ့ဆန္ဒလေးပြီးသွားတော့အတွက်ကိုယ်လည်းမင်းကိုအဲ့လိုကူညီပေးရတော့အတွက်ကိုလိုမင်းပီတိဖြစ်ပါတယ်ကိုလိုလည်းတဲ့ဟာကျွန်တော်တအားဝမ်းတာပါတယ်ဟာကိုတို့ကျွန်တော်တို့စစ်သားတွေအလောက်ကြီးမုံတိနေတဲ့အချိန်မှာကျွန်တော်တို့အဲ့လိုအလင်းဝင်တော့ကျွန်တော်တို့တောင်မှအာကိုညီကိုမောင်နှမကြီးလိုပဲဘာမှတစ်ချက်မရိုက်တစ်ချက်မပုတ်ဘဲနဲ့ဟာမမလေးနဲ့တောင်မပြောဘူးဗျာ ကိုနဲ့အတူတူတာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိတွေအတောင်မှာကိုဒီကိုဆဲလိုက်ငေါလိုက်နဲ့လုပ်ပြတယ်သူတို့ကခုမှတွေ့ရတဲ့လူကကျွန်တော်တို့မဆဲဘူးဆိုတော့ဟာစိတ်ထဲမှာအော်ကိုကြီးကြည်နူးလုပ်ပါတယ်လို့အာငါဘဝယူချေတာမားတာပဲလို့အင်းအနောင်နာတော့ကျွန်တော်ရမင်းရယ်ကျွန်တော်ကျွန်တော်တို့အများကြီးကူညီရယ်ကျွန်တော်ထွက်ခဲ့တော့ဗျာဘာမှဆိုဘာမှပေါ်မလို့ဘူးကျွန်တော်ဒီကြားထဲမိမလည်းပါရေးရယ်အဝတ်တစ်ထည်ကိုတခုနဲ့ထွက်လာရယ်မိမပါလာရေးပါလာချိန်မှာဒုက္ခအများကြီးဆိုတော့အာပူနေကြီးလေးတဲ့ မင်းတို့လင်မယားနဲ့အောင်လုံးကိုကိုတို့စီရီယမ်မရအဖွဲ့စည်းအများကြီးကူညီပေးမယ်တဲ့ကိုတတ်နိုင်တယ်လောက်တဲ့သူတို့နေဖို့စားဖို့ထိုင်ဖို့အစအကုန်လုံးကျွန်တော်တို့ကူညီပေးတယ်ကောင်းပါရဲ့တော်တော်ကောင်းပါရဲ့ကိုကြီးဒီอืมဆိုတော့အလင်းဝင်လာတဲ့စစ်သားတွေပေါ်မှာကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်ကြီးကိုရီနေနဲ့ရောပီဒီအက်တွေနေနဲ့ရောဘယ်လိုမျိုးဒါကျွန်တော်တို့စစ်တော်မဲ့ဥပဒေနဲ့ညီပြုချင်းတယ်လေအလင်းဝင်တဲ့သူတွေပေါ်မှာလည်းဘယ်လိုမျိုးအလင်းဝင်ထားတဲ့သူတွေရဲ့ဥပဒေနဲ့ ဘယ်လိုပြုချင်တယ်လဲဆိုတာအလုံးသိကြမှာပါဒီဒီလိုဗီဒီယိုဖိုင်မျိုးကတော့စစ်တပ်မှာတတလုံးမရှိပါဘူးနောက်တစ်ခုကဘာလဲဆိုတော့စစ်သားတွေရဲ့လက်ပေါ်ကညက်ဖက်ခအစအကုန်ယူတယ်ဆိုတဲ့ဟာလေးကိုလည်းသိစေချင်တာညက်ဖက်တောင်ယူတယ်ဆိုရင်တော့ခမညာဂျန်တဲ့ပစ္စည်းပြောမနေနဲ့တော့စစ်ခွေးတွေရဲ့ဘဝနော်ဒါလေးကိုလည်းသိစေချင်တဲ့ကြောင့်မလို့ဒီ profile ကိုကျွန်တော်အနေနဲ့မိသားစုတွေကိုသိအောင်လို့ reaction လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ dollar နေလေးဖြစ်ပါစေ latter review blog youtube channel ဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ dollar များများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမာခြင်းနဲ့တို့တို့ကပြေဝနိုင်ကြပါစေဗျာ